Apple Phone Company က iPhone နဲ့ iCloud အပါအဝင်သူတို့ရဲ့ software program တွေရဲ့လုံခြုံရေးဆိုင်ရာအားနည်းချက်တွေကိုပေါ်ထုတ်တွေ့ရှိပြီးသတင်းပေးနိုင်သူကိုအများဆုံးစုကြေးငွေဒေါ်လာ2တန်းအထိတိုးပြီးတော့ချင်းမြင့်မဲ့အစီအစဉ်အစ်ကိုအခုနှစ်အောက်တိုဘာလကကျင်းပလိုက်ပါတယ်။ Apple today is announcing an Apple Security Bounty Program. ဒီအစီအစဉ်ကိုတော့ Security Bounty Program ဒါမှမဟုတ်ရင် Bug Bounty Program လို့အမည်ပေးထားပါတယ်။ ဒါဟာအရင်နှစ်တွေက Apple ကကြေညာထားတဲ့စုချင်းငွေဒေါ်လာတသန်းကနေတရာရာခိုင်နှုန်းတိုးပြီးဒေါ်လာနှစ်သန်းအထိစုချင်းငွေကိုတိုးမြှင့်သတ်မှတ်ပေးလိုက်တာပါဒီစုပေးမဲ့အစီအစဉ်ဟာကျင့်ဝတ်သက်ခါရှိတဲ့ hacker တွေနဲ့ဤပညာပိုင်းဆိုင်ရာလုံခြုံရေးကိစ္စတွေကိုသူတေသနာပြုနေသူတွေအတွက်သာဖြစ်ပြီးတာမန်ပြင်လူတွေမပါဘူးလို့ဆိုပါတယ်ဒီအစီအစဉ်မှာပါဝင်သူတွေဟာ Apple ရဲ့ operating software တွေဖြစ်တဲ့ iOS, macOS, tvOS, watchOS နဲ့ iCloud တို့ရဲ့လုံခြုံရေးဆိုင်ရာ အားနဲ့ချုပ်ယွင်းချက်တွေအပြင် bugs မျိုးစုံကိုအပြင်ကနေဝင်ရောက်ထိုးဖောက်ပြီးတိုက်ခိုက်လို့ရမရဆိုတာကိုရှာဖွေဖော်ထုတ်ပေးကြရမှာဖြစ်ပါလေ Apple ရဲ့လုံခြုံရေးနဲ့ပတ်သက်လို့အားနဲ့ချက် hardware တွေကိုရှာဖွေတွေ့ရှိခဲ့ရင်တော့ကုမ္ပဏီကိုတင်ပြရမှာဖြစ်ပါတယ်ပြီးတော့မှလုံခြုံရေးနဲ့ကိုရီးယားကအချက်လက်တွေကိုကုမ္ပဏီကပြန်လဲစီစစ်မှာဖြစ်ပါတယ်စုချင်းငွေကတော့ရှာဖွေတွေ့ရှိတဲ့လုံခြုံရေးဆိုင်ရာအားနဲ့ချက်အကြီးအသေးပေါ်မူတည်ပြီးတော့ကြွားချနိုင်ပါတယ် Apple ရဲ့ software နဲ့တခြားအစီအစဉ်တွေကိုမယိုသားတဲ့လူတွေကဝင်ရောက်ထိုးဖောက်မှုမလုပ်ခင်ကုမ္ပဏီဘက်ကကြိုတင်လှုပ်ဆောင်တာဖြစ်ပါတယ်။ပါဝင်လူသူတွေအနေနဲ့မိမိတို့ရဲ့ Apple ID နဲ့ဝင်ပြီး Apple Security Bounty Program မှာ sign up လုပ်လို့ရနိုင်ကြောင်းကုမ္ပဏီကကြေညာထားပါတယ်ခင်ဗျာ။ကျွန်တော်ဇော်ဝင်လိုက်ပါ။